ငတ်တိဖန်းနဲ့မျက်မှောက်ဆိုးတွေကခြုံကြီးတစ်ခုလုံးကိုပိုက်ကြီးနဲ့အုပ်လိုက်တဲ့အခါမှာလောကကြီးထဲမှာအနှဲငယ်လောက်သာလူအနည်းစုကသာမမှန်ကန်ကန်သိနိုင်ကြတယ်။မြတ်စွာဘုရားကဥပမာလေးနဲ့ဟောပြတယ်။တကုနောဇာလမုတ်တော်ဝါငတ်တိဖန်းနဲ့မျက်မှောက်ဆိုးတွေကခြုံကြီးတစ်ခုလုံးကိုပိုက်ကြီးနဲ့အုပ်လိုက်တဲ့အခါမှာနော်စာကလေးတွေဖန်းတာပဲကြည့်ပါ စာကလေးတွေဖတ်တဲ့အခါမှာစာလေးဆိုတာစုပြီးတော့အိတ်ကြတာခြုံနေပေါ်မှာစုပြီးတော့အိတ်တဲ့အခါမှာငှက်ဖမ်းတဲ့လူကပိုက်စိတ်ဟိုတဲ့လေးနဲ့အပေါ်ကနေပြီးလွှမ်းပြီးအုပ်လိုက်တာအုပ်လိုက်တဲ့အခါကျတော့ဒီထဲကလွတ်ထွက်သွားနိုင်တဲ့အကောင်ဆိုတာအမှန်တမ်းမှရှာဒါကြောင့်မို့ဒါကိုပြောတာမျိုးဆိုပြန်ကုနောဇာလမုတ်တော့ဇာလမုတ်တာပိုက်ကွန်ကလွတ်သွားတဲ့တကုဏငှက်ဆိုတာအမှန်တမ်းမှနဲတယ်လို့ဆုံးလို့ အလုံးလောက်နီနီဒီပိုက်ထဲမှာမိချတယ်ပေါ့တကုနောဇာလမုတ်တော်ဝအဘောတက္ခာယခစ္စတိလူတွေထဲမှာလည်းပဲအသိဉာဏ်ရှိတဲ့လူကအလွန်နည်းသည့်အတွက်ကြောင့်မတန်အနည်းငယ်သောပုဂ္ဂိုလ်သည်သာလဲနိဗ္ဗာန်ဆိုတာရောက်နိုင်တယ်လို့ဒါလိုပြောတာကာယတ္တိဘုံရောက်တဲ့ပုဂ္ဂိုလ်လဲနည်းတယ်တက္ခာဆိုတာဒီနေရာမှာနတ်ရွာနဲ့နိဗ္ဗာန်ကိုရည်ညွှန်းပြီးတော့ပြောတော့အမြင့်ဆုံးကတော့နိဗ္ဗာန်ပေါ့ဒါပြေရောက်တဲ့ပုဂ္ဂိုလ်လဲနည်းတယ် ိဗ္ဗာန်ရောက်တဲ့ပုဂ္ဂိုလ်လည်းနဲတယ်လို့ဒီလိုမြတ်စွာဘုရားကဒေသနာတော်အနေနဲ့ဟောပြောလိုက်တာအဲဒီလိုဟောပြောလိုက်တဲ့ဒေသနာကိုကြားနာလိုက်ရတဲ့အခါမှာလူတွေဟာတတိတံဝေကားတွေဖြစ်တယ်အေးလွန်ခဲ့တဲ့၃နှစ်ကမြတ်စွာဘုရားမရဏတတိပါဝနာပွားဖို့ဆိုတာတိုက်တွန်းထားတော့တရားနာပရိသတ်ထဲလည်းပါတဲ့လူတွေပါတယ်ပေါ့အဲဒီမှာတတိတံဝေကားတွေဖြစ်ပြီးတော့အတိညာဉ်တွေရပြီးတော့ ကြိုးစားအထုတ်ခြင်းနဲ့စိတ်တွေစိတ်ဆွမ်းအားတွေတက်လာပြီးကြိုးစားကြဒီတရားနာလိုက်ရတဲ့အခါကျမှတချို့ကသောတပန်ဖြစ်တချို့ကသင်္ကြာကဆင်းရောင်းတာတချို့ကအနာကတတိဆွမ်းအားတွေညံဆွမ်းအားတွေတက်လာပြီးတော့တရားဓုတရားမြတ်တွေကိုရသွားတယ်အသိဉာဏ်တွေပွင့်သွားကြဟုတ်ပါလားဆိုပြီးတော့အသိဉာဏ်တွေပွင့်ပြီးတော့သွားကြတယ်ခုနက အမျိုးသမီးလေးကတော့ဒီတရားနာရင်ကနေ तू က तू လေ့ကျင့်ထားတဲ့ အပေါ်မှာအာယုဆိုင်ရင်ကနေမြတ်စွာဘုရားဟောတဲ့တရားကိုနာရင်သူကသောတပန်ဖြစ်သွားတယ်။အေးသောတပန်ဖြစ်သွားတဲ့ဒါကဒီတရားပွဲမှာထူးခြားချက်ကလေးတစ်ခုဖြစ်တာပေါ့။သောတပန်ဖြစ်ပြီးတော့မှတရားပွဲပြီးတဲ့အခါမှာသူ့ရောင်လုံးတွေထည့်ထားတဲ့တောင်းလေးကိုရွက်ပြီးတော့သူ့အဖေစီပြေးသွားတယ်။ဟိုရောက်တဲ့အခါကျတော့သူ့အဖေကသူ့မျောနေတာစောစောလာဖို့မျောတာ။သူကနောက်ကျ နောက်ကြတော့ထမင်းကလည်းစာရံနဲ့အိတ်ရခိုင်ရဲ့အိတ်ပြောင်းသွားနာနာရောက်တဲ့အခါကျတော့သူ့ဖေအိတ်ပြောင်းတာအမှတ်တမဲ့ရောက်လုံးတောင်းကိုနာနာမှာချလိုက်တော့သူ့ဖေကိုသွားထိတော့ဟိုကရခိုင်ရဲ့အိတ်ပြောင်းသွားတာဆိုတော့ပြုတ်ခနဲ့ရခိုင်ရဲ့တဲ့ဟာကိုဆွဲလိုက်တဲ့အခါမှာလုံးကနေပြီးတော့ခြုံထွက်ပြီးအဲ့ဒီကလေးမလေးရဲ့ယင်ဝါကိုသွားဆိုင်တယ်အခြုံထက်ကကန်ဆိုးကျင်တော့ ဆွဲလိုက်တဲ့အခါမှာယင်ဝအသွာချိန်ထားတယ်လို့ဖြစ်ပြီးတော့ယင်ဝကိုစုပြီးတော့ကလေးမလေးကအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတည်သွားတယ်။ပြင်သွားတော့သူ့ဖေရယူကျုံမရဖြစ်ပြီးတော့မြတ်စွာဘုရားစီသွားနောက်ဆုံးမြတ်စွာဘုရားတရားချတဲ့အခါမှာလူဘဝမှာသူမနေတော့ပဲနဲ့သူလည်းသင်္ကန်းဝတ်သွားနောက်ဆုံးရဟန္တာဖြစ်သွားတယ်လို့ဒီလိုမှတ်တမ်းရှိတယ်ပေါ့နော်။အေးဒီလိုအကျိုးချေးဆူးတွေကိုတွေ့ရှိရဖို့ဒီနေရာမှာမြတ်စွာဘုရားဒီကလေးမလေးမသေးအောင်မြတ်စွာဘုရားကကေတနာမဟုတ်ဘူး။ ူဟာဒီကနေ့ဟာတေခြင်းတရားကမလွတ်နိုင်တော့ဘူးသူရဲ့တေနစ်စီနေပြီဇီဝိတံမရဏပရိယောတဏံဇီဝိတံလို့ဆိုတဲ့အတိုင်းဒီကလေးမလေးဟာဒီကနေ့သေကိုသေမဲ့နေဖြစ်နေတယ်အဲ့ဒါကြောင့်မသေးခင်လေးမှာမြတ်စွာဘုရားကသောတပန်ဖြစ်အောင်တရားဓမ္မဟောပြောလိုက်နိုင်တယ်ဒါဟာလောကသားတို့ရဲ့အတွက်မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အကျိုးပန်းအထောက်ချက်ပဲဖြစ်တယ်ပေါ့